မန်လေးသားရဲ့ play ရဲ့ကြရအောင်ဖြစ်စီအောင်ဖြစ်ချင်းလိုတိုင်းမျိုးလေးလဲဆိုတော့ကိုကိုပေါ့ကိုကြီးကိုကြီးကိုကြီးတင်ရကိုကြီးတင်ရအာမဟုတ်ကိုကလည်းအသက်ငယ်သေးရောမသိကိုကြီးရောအခုတော့သဘောကျရမှာနော်ကြီးလာရင်တော့ဟိုမောင်လေးပါလေသဘောကျရင်သဘောကျအောင်အဓိကတော့ညီမအစောကပေါ့နော်ဒီတရုတ်ဆောင်လုံးလုံးနေရဆိုတော့ကိုရဲ့အလုပ်ကိုနားလည်ပေးနိုင်တယ်သူဖြစ်ရမယ်ပြီးတော့ရှင်ကျက်တည်ငြိမ်ပြီးတော့ကိုပေါ်ကိုနှွှဲထွေးပြရမယ်ပေါ့ဟုတ် ဘူသားဆန်လည်းစိတ်ရှိရဘူးကိုကဟိုရှာမတွေ့သေးဘူးဖြစ်နေဟိုကမလေးကနှလုံးသားကိုသိရမလားဟိုနှလုံးသားကြည့်ပြီးအုံနောက်ပါမလားဖြစ်လေအခုချိန်နေဆက်ကြောတက်ရွယ်မှာဆိုရင်တော့ဟိုအချက်ကိုကိုယ်ဝယ်သူဖြစ်ခဲ့ရပါဘောเนาะအာကိုယ့်ဘက်ကနေပြီးတော့အရန်ဟိုချစ်ပေးချစ်ပေးရတဲ့သူတို့ဘာလို့တွေ့ခဲ့ရပါဘောเนาะအဲကြောင့်ခုတည်းတော့အချက်မခံရသေးပါဘူးလားဟုတ်ဆုံးရှုံးမှုကတော့အသေးကွယ်ဝါရပေါ့မမရဲ့ပြီးတော့အချိန်ကုန်သွားရပေါ့เนาะအဲခုကတော့ရင်းကျက်လာပါပြီ ဒီနေ့ကတော့ဗောနောဟိုစစ်လူဆရာဆိုရဲဗောနောရုပ်ရှင်ကရုပ်တင်လို့လာအားပေးရပါရှင်ဟုတ်အာထွေလာထဲမှာတော့အရန်ရိုးနေရဗောနောဟိုဇလန်ထဲမှာလည်းတအားဟိုမှာဟိုစောင့်ကြိုက်ကြည့်ရမှာဗောနောစောင့်တော့ဗာမလားတယောက်တည်းပဲလာပြီးတော့ကြည့်ပြီးတော့ပဲစိတ်ကူးရတာမှာဗောနောဇကာထွေလာလေးကြည့်ပြီးတော့ဗောနောအေးဂျန်နဲ့သူတို့ပူလာမှုမရှိဘူးဗောနောအဲတယောက်နဲ့တယောက်လည်းအကြည့်လေးကတက်ဝင်တယ်ဗောနောအော် ကိုသားဆုံးရောအိမ်မြန်မှာဘယ်လိုပဲဖြစ်မလဲဆိုရလေဟိုမင်းသားကိုတိုင်ရုံနဲ့ကြိုက်တာကိုမပုံမီပုံမမီသားကိုလည်းသဘောကျရပါတော့အဲအဲ့တောင်အလားပေးပြတာပါပြီးတော့ရုံက forever group ကဟိုစီနီယာကိုမိုက်လည်းပါပါတော့အဲ့တော့လာပြီးတော့ဝင်ရဖြစ်တာပါရှင်စိုးပါဟိုစိုးလို့လားမစိုးပါဘူးเนาะအလိုက်ပါရဲ့ကိုတိုင်ရုံလည်းဟိုရောက်ကြပြီးသားပြီးတော့ချောရဲသူပဲလीเนาะမပုံမမီသားဆိုလည်းတကယ်ဟိုမှာမျိုးသားတို့ရဲ့အသက်နှလုံးလေးဆိုတော့ဗောနော်ဟုတ်လိုက်ပါရဲ့ကိုတိုင်ရုံကလည်းဟိုတဖြည်းဖြည်းနဲ့သူအရန်ဟိုတော်လာရဲ့ဗောနော်သူကငယ်လေးတည်း ငယ်လေးတယ်အရင်ကအပိတ်လာဆိုတော့เนาะဒီကားလေးမှာဖလေးပွားတဲ့ ဟုတ်တယ်တကယ်ပြောတာအဲဘောနော်အရန်လဲဟိုတင်းဆောင်လာရန်ကောင်းလာတယ်ပြီးတော့မတ်ပုံမီမီတာဆော့လဲလုံးဝပြောစရာမရှိဘူးတင်းဆောင်လာပါညာဘောနော်တကယ်ဟိုမှာဇာကားကောင်းလေးတို့ဖြစ်မယ်လို့လည်းကြည်ပါတယ်ကိုရီးယားဘောနော်ရုပ်ရှင်ကြီးပဲအချစ်ကိုတည်ရဘောနော်ပြင်မာတော့အချစ်ကိုမခံစားဘူးဘောနော်အဲ့တော့ဒီဇာကားလေးကြည်နေပဲအပြင်မာတော့အချစ်ကတကယ်ရှိရလားဘောနော်ခုတည်းတော့မရှိသေးပါဘူးအချစ်လည်းမခံရသေးပါဘူးကိုယ်ကလည်းမချစ်ချင်တော့မှာကူလောင်နေလေနော်ဘလိုတိုင်မျိုးလေးလဲဆိုတော့ကိုကိုပေါ့ကိုကြီးကိုကြီး ကိုကြီးတင်ရကိုကြီးတင်ရအာဟိုကွာလဲအသက်ငယ်သေးတော့မသိကိုကြီးတော့အခုတော့သဘောကျတာပေါ့နော်ကြီးလိုက်ရင်တော့ဟိုမောင်လေးပါလေသဘောကျရင်သဘောကျအောင်ဒီကတော့ညီမအစောကပေါ့နော်ဒီတယောက်ဆောင်လုံးလုံးနေရဆိုတော့ကိုယ့်ရဲ့အလုပ်ကိုနားလဲပေးနိုင်တယ်သူဖြစ်ရမယ်ပြီးတော့ရှင်းချက်တည်ငြိမ်ပြီးတော့ကိုယ့်ပေါ်ကိုနှွေးထွေးပြရမယ်ပေါ့ဟုတ်ဘူသားဆန်တဲ့စိတ်ရှိရမယ်လို့ဒီပါတော့မအော်ရွှေရည်လေးဖြုတ်ဖြုတ်ခွင့်ရရင်တော့ကောင်းတာပေါ့မမတို့သူရှာပေးပါလား ကိုယ့်ကိုရှာမတွေ့သေးဘူးဖြစ်နေဟိုကမလေးကနှလုံးသားကိုသိမလားဟိုကနှလုံးသားကြည့်ပြီးအုံနောက်ပါမလားဖြစ်လေအခုချိန်နေဘာကြီးကိုလဲမဘာကြီးကိုလဲအုံနောက်ပါမလားတခုကြုံရလဲဟောအဲ့ဒါရွေးမှာဆက်ကြောတဲ့ရွယ်မှာဆိုရင်တော့ဟိုအချက်ကိုကိုယ့်ရဲ့သူခစ်ခဲ့ရပါဘောเนาะအာကိုယ့်ဘက်ကနေပြီးတော့အရန်ကိုချစ်ပေးချစ်ပေးရတဲ့သူတို့ဘာလို့တွေ့ခဲ့ရပါဘောเนาะအဲ့ဒါကြောင့်ခုတိတော့အချက်မခံရသေးပါဘူးလားဟုတ် ဆုံးရှုံးမှုကတော့အသေးကွဲဝါပဲမှားရယ်ပြီးတော့အချိန်ကုန်သွားရယ်ပေါ့နော်အဲခုကတော့ရင်းကျက်လာပါပြီအာအပင်းတင်ခဲ့တာတော့မမေပေါ့နော်မမေကကျတော့ကိုယ်ဘာမှလည်းရှုပ်ချယ်ဟိုပိတ်ပင်ထားစရာမရှိဘူးပေါ့နော်အကုန်လုံးကိုစပို့ပေးရယ်ပေါ့နော်ဟိုကိုယ်စိုးတာဖြစ်ရင်လည်းကိုယ့်ကိုခံရမယ်ကောင်းတာလုံးလည်းကိုယ့်ကိုခံရမှာပေါ့နော်အဲဒါကြောင့်အဓိကတော့ညီမလေးပို့ပို့ပြီးတော့တွေးတက်လာရင်းကျက်လာပေါ့နော်အမေလည်းပြင်ထားမှရှိနေတော့ ဆရာအဆင်ပြေသွားတာ။ဒါတော့မမလေလူတိုင်းတော့ကြုံရမှာပဲလေနော်။အဲ့လိုကြုံပြီးတော့မှတဖြည်းဖြည်းနဲ့ရင့်ကျက်ပြီးတော့မှအချစ်အချစ်စစ်ပူဇာမန်ကိုတွေ့ွားကြတာပေါ့နော်။ဒါတော့ခံစားမှာမမရောတိတ်ကွက်ဘူးလား။မမရောပဲဘူးလား။တဲတဲအကြလိုက်တာဟုတ်တယ်အစောလဲအဲ့လိုချစ်တဲ့ရန်ခံလားရန်နူးညံ့နေပေါ့နော်အဲအဲ့ကြောင့်မို့ကိုပေါ်ကိုဘယ်လိုပြောမလဲအချစ်စစ်ချစ်မှန်တဲ့ ြည်ချင်းနာနာနှွေးထွေးချစ်ပေးမဲ့သူရှိလာမယ်ဆိုရင်တော့လက်ခံမိပါပါမန္တလာသူပေါ့လေးရတယ်ဇာပေါ့ကြီးနော်ကျမ်းမန္တလာသူဟုတ်ကဲ့ဟိုကတမီးမန္တလေးနဲ့အကျိုးပေးရတယ်နဲ့မန္တလေးမှာအဲ့လိုအလုပ်တွေနှစ်ဟာလောရပါတော့အာမန္တလေးချစ်တယ်ပြီးတော့ချစ်ရမယ်ဆိုလဲထပ်ပြီးတော့မန္တလေးကသွားကျင်သေးရအလုပ်တွေလုပ်ရှင်နေမန္တလေးသားရဲ့ play ရကြရမဖြစ်စင်ဖြစ်စင်အဲကြားရပါတော့ပုဂ္ဂိုလ်လည်းအဲ့လိုထင်မြင်မိရပါအပြင်မှာတွေ့နေရပါလေဟုတ်အာဆောရပါတော့ဒီ page 101ဆိုရဲ့ ကိုရမဂရူ20ပြည့်အနေနဲ့ရိုက်ထားရွှေရှင်ကားကြီးရဆိုလည်းမကြခင်မှာပေါ့နော်ဂျုံနေပြတ်တာတော့မှာဖြစ်ပါတယ်အဲ့အချိန်ကျရင်လည်းဆော့ဟိုဟာចောင်းသူဇက်ကောင်လေးပေါ့နော်ជីဗျူးဆိုရဲမင်းသမီးယူနဲ့ကောင်မလေးပေါ့နော်အဲ့ဇက်ကောင်လေးနဲ့တွေ့မရအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပရိသတ်ကြီးအားပေးကြဖို့လည်းမိသားရဲ့ခံကြပါရဲ့ရှင်